။စမ်းချောင်းမြို့နယ်တွင်မီးစမ်းမှထွက်တဲ့မီးခိုးနှံကြောင့်တိုက်ခန်းတကန်းအတွင်းမိသားစုလိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း စမ်းကြောင်းမြို့တွင်နေထိုင်သူအချို့ဤပြောကြားချက်အရသိရပါတယ်ဖြစ်စဉ်မှာစမ်းကြောင်းမြို့နယ်လင်းလုံးတောင်ရက်ွက်ရွှေလောင်းလံတိုက်အမှတ်44ငားလွာတွင်နေထိုင်တဲ့မိသားစုဝင်များဖြစ်ကြောင်းမိသားစုဝင်၄ဦးဖြစ်ပြီးအိမ်တွင်မွေးထားတဲ့ခွေးတစ်ကောင်လည်းတည်ဆုံခဲ့ကြောင်းသိရပါတယ်တည်ဆုံခဲ့သူများမှာအသက်30နှစ်အရွယ်ဖခင်25နှစ်အရွယ်မိခင်7နှစ်အရွယ်သားဖြစ်သူနဲ့မိခင်ဖြစ်သူ16နှစ်အရွယ်ညီမဖြစ်သူတို့ဖြစ်ကြောင်းသိရပါတယ်မိမလာတော့မိဆက်ဖွင့်ပြီးအကွန်သုံးတာဖြစ်မယ်မိဆက်ကနောက်ဘေးမှာထားတာအပြင်ကိုမထုတ်ထားတော့မိကိုမှုန်ပြီးတည်ဆုံတာဖြစ်တယ်ဒီတဲ့အချိန်မှာလှုပ်လို့ မရတော့ဘူးထင်ပါတယ်။ကလေးအပေါ်မှာအဖေကထက်ရကြည်။ကုန်းထရင်တည်ဆုံနေရတာပါ။တခြားဘာတန်ရာမှမတွေ့ရပါဘူး။အခုဖြစ်တာတော့ဘေးပတ်ဝန်းကျင်ကအပုံနဲ့ရမှတည်ရတာလို့ဖြစ်စင်နဲ့ပတ်သက်ပြီးသိရှိသူစံကြောင်းမျိုးနယ်တွေနေထိုင်သူတဦးကပြောကြပါဗါတယ်။တည်ဆုံသူများမှာစံကြောင်းနေခံများမဟုတ်ဘဲအခြားနေရာမှာပြောင်းရွှေ့လာသူများဖြစ်ကြောင်းပတ်ဝန်းကျင်တွေနေထိုင်သူအချို့ဤပြောကြားချက်ရသေးရပါတယ်ပြီးခဲ့နှစ်ကလည်းသင်္ကန်းညိုမျိုးနယ်တွင်တိုက်ခန်းအတွင်မိဆက်အုံပြုပြီးအလုံးပိတ်ထားရမှာမိသားစုလိုက်တည်ဆုံမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်